အလုံးမင်းမင်္ဂလာပါမင်္ဂလာရှိသောရက်လေးတစ်ရက်ဖြစ်ပါလိမ့်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်ရဲ့ဘောနော်ဒီခီတော်ဘလော့လေးတစ်ခုဒုစားလေးကိုပိုကတ်ဒီကဟိုရက်ဒီရက်လေးနဲ့အကြံလေးတစ်ခုပြင်တော့ရိုက်ပူထားတဲ့ဟာလေးကိုပြန်လေးတက်ဆက်သွားမှာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်ကဒီဘောနော်ဒီ passport တန်းတို့ sorry visa တန်းတို့အတွက်နောက်နေဆက်ကိုသွားလို့အတွက်အကစီကိုစောင့်နေရမှာအခုဆိုရင်တော့အဲအကစထွက်ပါပြီကျွန်တော်တွေကဘယ်လိုပြောမလဲဆိုတော့ဒီမှာပြပြပါဘော။ Okay, ဒီဆိုရင်တော့ရောက်ပါပြီ။ တော့တော့ပြီပြီပါပဲဒီလိုမျိုးကျွန်တော်ပြောတော့ကြည့်စရပါလေဖြစ်တယ်မှောင်လို့ရတယ်ပုံဝင်နေမှာပါလေနော်အခုဆိုရင်တော့ကျွန်တော်ဒီပြရမယ်ဒါကိုနေဇက်ကိတ်ကိုတော့ပေါ့နော်ဘရိုဒိတ်တာတာတော့ဘာလဲကိုရိုနာရောဖြစ်မှာတော့ဆောင်းလိုက်ရပါလေဒီဘက်ကိတ်ကနေပြီးတော့ဟိုးဘက်လာဟိုအဝင်ဘက်ကိုကြတော့ဆိုင်ငင်းနဲ့တော့ရင်3.5မီလောက်ကြီးရတဲ့အတွက်ဆိုင်ငင်းငားလို့ရပါတယ်ကိုယ်လည်းမောင်းလို့ရပါတယ်တသိန်းမှာ အခုဆိုရင်တော့ကျွန်တော် BNN game မှာအဲတုံးထုထွက်တုံးထုပြီးတော့ဒီကနေပြီးတော့ပိုင်နေနဲ့တွားမှာပါပို့ပတ်မမြင်နေရတောင်းနေရတော့ဒီရန်တော့မဟုတ်တော့ပါဘူးလာအောင်ပြသွားပါပြီအဲခုဆိုရင်တော့ကျွန်တော်ကိုယ်တိုင်ကပဲတသိန်းပေါ့နော်ပြန်တော့တသိန်းလာဝင်နေဆိုရင်အပောင်းဝင်ချင်းကြတဲ့ဆိုင်ကလေးနဲ့လာအောင်ပို့လာအောင် ဆက်မှာဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်ရစီဆိုင်ရတွေ့တိုင်းတက်ခွာခြင်းနဲ့ကောက်လို့ကြတာတော့တော်တော်လေးကိုဆင်ပြပါတယ်။ဒါနဲ့ရတော့တော်တော်လေးဒီဘက်ကတော့တော်တော်လေးကောင်းတယ်။ဂျားလေးကလည်းမသိရင်တော်တော်ကြီးမြေကြီးတော်ကလည်းမသိဘူးတော်တော်လေးလိုက်ပါတယ်။ ကဲအခုဆိုရင်တော့ဒါကတော့ဒီကိုရောက်ပါပြီ။ဒါကိုရောက်ရင်ဒီဟာလေးကိုဖြည့်ရပါမယ်။ဆာရွက်လေးတစ်ရက်နဲ့ဖြည့်ရပါမယ်။ဒီလေးပါ။ဒီဘိုက်ဆိုတော့တို့ရဲ့ invitation မှာဆာရွက်လေးကြီးတွေဖြတ်ပါတယ်။ဒီနေရာရတော့အဲ့ဒီကနေပဲပြန်နေပြီးတော့ဟိုဘက်ကမှဆောက်ပါတယ်ပြန်နေပြီးမှဆောက်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီမှာရှာရှည်ပြီးတော့ပေါ့နော်ပြီးတော့ကျွန်တော်ကဒီမှာပြင်းနေမှာဆိုလို့လာဟိုဘက်ကိုပြန်လာတယ် ဒါလေးကတော့ကျွန်တော်ဘယ်တော့တော့အမြင်ပါတယ်ပတ်စုံမှာပါတယ်တို့ရဲ့စိုက်ကားကြည့်ပြီးတော့တခင်ကြီးနိုင်ပြီ။ဒါလေးကပြေးပြပြရပြီ။လမ်းလျှောက်တဲ့ပုံစံတော့ဒါလေးကတော့လာအိုခိတ်လေးပေါ့နော်ဒီပချမ်းကတောင်တန်းလေးကတော့လာအိုပချမ်းတောင်တန်းလေးပေါ့နော်ကျွန်တော်လေးမှန်တမ်းပြောမယ်ဆိုရင်ဒီလိုတောင်တန်းဒီတောတောင်ရင်မြေသဘာဝတွေကိုတွေ့ ကိုယ်နိုင်ငံကိုယ်ရည်ကိုယ်မြေကိုအရန်တရိယလာလို့ပါတယ်။ဒီနည်းကတော့သူ့ရဲ့တာဝန်တိုင်းချင်းနေတာလို့ပေါ့ဗျာ။ဒီနည်းမှာတော့လူနေအင်အားတင်းမရှိဘူး။နေသေးတဲ့လူတွေတော့အိမ်လေးတွေရှိနေတဲ့အင်အားမရှိဘူး။ဟုတ်ကဲ့နေသေးတဲ့အတွက်ကုန်ကားတွေကတော့ရှိတယ်။အန်းတွေကတော့တင်းနေတာ။အရင်ကောင်းမနေဘူးနော်ဒီကစားအောင်တော့ ကျွန်တော်လည်းအဲ့ဒါနဲ့ဒီနေ့ရောက်တော့ပုံစံဆိုင်လေးဆောင်တွေ့ရတယ်။ဆောက်ဆွဲဝင်စားခဲ့ပါတော့။ဒီမှာတွေ့တဲ့ကြာရာဒီပုံစံဆိုတော့လက်ကအနေနဲ့မှမရဘူးတော့ဒီလိုနော်။ကျွန်တော်တို့ကချားနိုင်တဲ့ဒီဘာလို့ကျွန်တော်အမေကအဲ့ဒီနိုင်ငံချားမှာကိုယ်ရရလာဘူးဟိုဘာသာစကားကိုတွေ့လဲရအောင်ဆိုစိတ်แท้ကနေပြီးတော့ မပြောနိုင်အောင်သူ့လိုလိုပြောရအောင်နော်ကျန်တဲ့ဘက်ကိုပြန်လိုက်ပါဦးကဲအခုဆိုရင်တော့ကျွန်တော်ဒီစားလဲစားပြီးသွားဆိုတော့ပြန်လာပါမယ်အဲပြန်တဲ့ဘက်ကိုပြန်လာတော့ခွေးလေးနဲ့ကြောင်လေးနဲ့ချစ်စရာမျိုးတက်ပုံရခဲ့ပါတယ်ဒီမှာတစ်ခုရှိတာပါလဲဆိုတော့ကျွန်တော်အဲဆိုင်ငယ်ကားစီးရဲ့ဆိုင်ငယ်ပိုင်ရှင်ကကျွန်တော်ကိုဒီကောင်ရသေးရဲ့

တော့ပတ်သက်ပြီးချာချာတော့ပြတာ။မောင်းတော့ပေါ်လာလို့ရတယ်။အဲဒါကြောင့်မျိုးရှိတယ်။အားလိုက်တော့ဆက်လုပ်လို့ရတယ်။ကြာမယ်တော့ဒါကြောလေကျွန်တော်ကဗီဒီယိုရိုက်ရတာတိုက်တယ်အဲ့ဒါလို့ရတာ စိုက်တယ်ပေါ့။ဒါပေမဲ့လည်းဖိုင်တဲ့အနေနဲ့ကျွန်တော်တို့ကအင်းတဲ့အခြေအနေရှိတယ်ပေါ့နော်။ဒါတော့အခုဒီဘိုင်းရောပေါ့ကံပြောင်းနေတဲ့အချိန်မှာကျွန်တော်ပြောတာအရရောကျွန်တော်ကျေးဇူးတင်ပါတယ် အဲကျွန်တော်ဆောက်ပြီးတော့နိုင်ဝဲတနားရီနနားရီတနားရီခွဲတော့ကြတော့ဗီဇာရပါပြီဗီဇာရတော့ကျွန်တော် immigration ပြန်ဖြတ်တယ်ဖြတ်တော့ခုလိုတုံးလေးပြန်ထူပြပါတယ်။တုံးလာနေလို့ရတာပေါ့နော်။ဒါလည်းတော့ကျွန်တော်ပြန်လာတဲ့လမ်းမှာအရန်လာပါလို့ရိုက်ထားတဲ့ရှူခင်းမြင်ွယ်လေးပါ။ကျွန်တော်လေးအဲ့လိုမျိုးတိမ်နေနဲ့ပေါ့နော်အဲ့လိုမျိုးအပင်နေနဲ့ဆင်းလဲဆိုပြီးဆိုရန်ကြိုက်ပါတယ်။ဒါကတော့ကျွန်တော်ခီးတထောင်တာသမင်းစားတဲ့စိုင်းလေးပါ။ ဒီဆံလေးကလည်းသူ့အနေနဲ့တူတော့တော်တော်တည့်ရက်ပါတယ်။ဒီမှာလည်းပန်းချန်နေပါရင်လည်းကလေးဒီခဏတာဆိုနောက်ခုတွင်ရအောင်လုပ်ပေးရတဲ့ဟာလည်းရှိပါတယ်။ဆံလေးကတော့သူ့အနေနဲ့တူအပြင်ဆင်လေးကတော့မဆိုးပါဘူး။စားတော့တရားလည်းအဆင်ပြေလို့ပြောလို့ရပါတယ်။သူစီသူ့အိုးသူ့ဆံလည်းတော့တန်ယုံတော့ရှိပါတယ်။ကျွန်တော်တို့တွေဟိုမြန်မာနိုင်ငံမှာ highway ကြီးတွားရင် လမ်းတွေမှာစားရဲဆိုင်ရဲဒေဂျီလိုမျိုးဒီဆိုင်တွေကဈေးကြီးပါဘူးပုံမှန်ဈေးအတိုင်းပါပဲကျွန်တော်ကတော့ဟိုကြည့်ဒီကြီးနဲ့ကြည့်ပြီးသွားရဲစီးထမင်းရောက်လေးစားပါတယ်သူ့အနေနဲ့အထက်မှာပါတဲ့ ingredient တွေကလည်းများပြီးစီးဖူးကတော့အရင်ကများပြီးမဲ့ထမင်းပိုရှင်ရတော့များတော့ဗိုက်တော့ဝါပါတယ်ဒါလေးကတော့ကျွန်တော်စားပြီးတော့ရှေ့မှာထွက်ပြီးလမ်းဖက်လျှောက်တာပါဘာဖြစ်လို့ဆိုတော့ ဒီမှာကပြီးတော့ကာသမာတွေကနားရတယ်နည်းနည်းလေးအချိန်ကြာပါတယ်နိုင်ဘယ်လောက်နားရဆိုတော့စားပြီးရင်ကားပေါ်ရောက်လဲပြန်ပြီးအိမ်နေမှာဆိုတော့အဲကျမအိမ်နေလည်းမကောင်းဘူးဆိုပြီးတော့ဟိုလျှောက်တီလျှောက်ဟိုလုပ်တီလို့ပေါ့ခင်ဗျအဲထူးခြားတာတစ်ခုကဒီဒီဂျန်ကန်ကဒီ highway ကာသမာတွေရာလဲကျွန်တော်တို့ဒီမှာနိုင်ငံကကာသမာတွေလို့ပေါ့နော်ဒီဇိုင်းမှာရက်တဲ့အတွက်သူတို့ဆိုင်းချွေးပါလေချွေးတာမှအရှင်ပဲချွေးရပါတော်တော်လေးကောင်းပါတယ်ကျွန်တော်ပြည်ကြားခဲ့ရပါတယ် အဲ့ဒီတော့ဒီကျွန်တော်ဆိုင်ရဲ့အပေါ်ကနေရိုက်ထားတဲ့ရှုခင်းလေးပါရမ်းပါရပါတယ်အပြင်မှာဆိုရင်တော့ပိုတာရောတာလေးနဲ့ကျွန်တော်ရဲ့လက်ချက်လိုရချက်ကြောင့်ဒိတ်မတရားဘူးလို့ထင်ရထင်ရတယ်ဘယ်လိုအခုဆိုရင်တော့ပြန်လာပါပြီပြန်တဲ့လမ်းမှာလည်းတွေ့တယ်တောတောင်ပြည်လူတဘာဝရင်းနဲ့အဲ့လိုမျိုးတိမ်ကလေးပြပြနဲ့အဲ့လိုမျိုး sorry ဒီကောင်းကင်ကြပြကြီးမှာတိမ်ပြူလေးတွေရဲ့ အဲလိုမျိုးတောင်တန်းကြီးတွေရဲ့မခင်းဆင်းသူကြီးတွေတွေ့ရခြင်းပါလူဘယ်လိုပြောမလဲဆိုတော့ခီးသွားလို့ပြင်မဲနေတဲ့နေရာတွေအားလုံးကိုပျောက်ပြီးတော့ပြန်ပြီးတန်းဆန်းသွားစီတယ်ပေါ့နော်ကျွန်တော်တွေကတကယ်တမ်းတော့တဏှာခီးသွားနေပါပဲလူပါပဲခဏတာကြုံဆုံလာခဲ့ရတဲ့အချိန်ပါလေကိုကိုကြောက်အောင်နေတတ်ဖို့ရည်ကြီးပါတယ်တာဝန်တွေကြောင့်ပဲဖြစ်စေ ဝတရားရဲ့အကြောင်းပဲဖြစ်စေခီးသွားတာလို့ဘာလို့ဆိုရရင်လဲကိုယ့်ကိုပြောအောင်လည်းအကောင်းဆုံးပါပဲမောတော့မောတာပေါ့ဒါပေမဲ့မောဘူးပေါ့ဗျာခိုင်ကြလေကျွန်တော်မှအိုင်ဒီယာတွေတွေ့ရှိရပါတော့ကျွန်တော်ရဲ့မိမြန်မာနိုင်ငံတော်ကြီးပြန်ရောက်ရင်ကျွန်တော်လည်းအခုလိုမျိုးအိတ်စင်လေးနဲ့ကားလေးတွေလုပ်ဖို့အိုင်ဒီယာတော့ရှိပါတယ်ဒါပေမဲ့လည်းအဲ့ဒီအိုင်ဒီယာအခုလောက်ဆိုရင်တော့သူများတွေဦးနေလောက်ပါပြီညာ တဖြည်းဖြည်းနဲ့မောင်းလာလိုက်တာညနေရလဲနေဆောင်တော့မယ်ကျွန်တော်တို့ရဲ့အိမ်ပြန်ခီးစင်ရလဲရောက်တော့မှာဖြစ်ပါတယ်ကဲအခုဆိုရင်တော့ခဏနေနော်ကျွန်တော်တို့ရဲ့ဒီကျွန်တော်ရဲ့ပေါ့နော်ကျွန်တော်တို့ပြောရင်လည်းအများတော်ဖြစ်ပါလိမ့်မယ်ကျွန်တော်ရဲ့အိမ်ပြန်ဒီဗီဇာတက်တန်တူဗီဒီယိုဘလော့လေးရအောင်ကြာခင်မှာပြီးဆုံးတော့မှာဖြစ်ပါတယ်ဘာလဲဆိုတော့ အရာပေါ်လည်းသိမကြတော့ဘူးเนาะဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ဒီကောင်းနေမဲ့အဆုံးသတ်ချင်ပါတယ်နောက်ဗီဒီယိုဒီမှာလည်းကျွန်တော်အနေနဲ့ဘာတွေဘလို့ရိုက်သွားပြီးတော့ဘာတွေဘလို့တင်ဆက်သွားမလဲဆိုတော့ဆက်ပြီးတော့အားပေးခြင်းနဲ့အားပေးလို့ရတယ်လို့ဝင်ရခြင်းနဲ့ဝင်ရလို့ရပါတယ်ဒီဇီမီနိုရဲ့အားပေးဝင်ရမှုကကျွန်တော်တို့အားကြီးတစ်ခုပါပဲအားလုံးကျေးဇူးတင်ပါတယ်ပြန်ပါတော့ ta chưa ကျွန်တော်တစ်ချက်လေးပုံနဲ့ဆုံးသက်ချင်ပါတယ် Take my hand Take my hand